အားလုံးပဲမင်္ဂလာပါ Western Chinese Story YouTube Channel လေးကနေကြိုကြိုဆိုလိုက်ပါရယ်ဒီကနေ့ပြောပြဖို့အလှည့်ကြတဲ့ပုံမင်လေးကတော့လက်နက်၅ပါးသူရဲကောင်းမင်းသားဆိုတဲ့ပုံမင်လေးပဲဖြစ်ပါတယ်မြန်မာစကားပုံ အောက်စုမှာတော့စကားပုံတစ်ခုရှိပါတယ်အဲ့ဒါကတော့ကြောင်းလင်လက်လွဲရင်းလင်မင်းပြည့်ဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်စကားပုံရဲ့ဆိုလိုရင်းအတိတ်ပဲကတော့ရိုးရိုးစင်စင်ပဲဖြစ်ပါတယ်အခြေအနေတစ်ခုမှာမိမိကတတိနေပါသွားဖြစ်နေမယ် ်ပြောရရင်ကြောက်နေမယ်ဆိုရင်လုံရခံရမှာကိုတွတ်ဆုံနေမယ်ဆိုရင်တော့အဲ့ဒီအခြေအနေတွေကမိမိရရှိခံစားလိုက်နိုင်မဲ့အကျိုးကျေးဇူးအတိအပွင့်ဒီလက်လာပါတွေကိုမခံစားရတော့ပါဘူးမိမိနဲ့လွန်းသားပြီးမိမိထံကိုမရောက်တော့ဘူးလို့ဆိုလိုပါတယ်တတိရှိရဲ့ရဲရင်နယ်ဆိုတာလက်ရတာလောက်ကို ရေးကြီးခွင့်ကျဲရှေ့တန်းနဲ့ပြောနေတာတော့မဟုတ်ပါဘူးမင်းစည်းစိမ်တော့ကြားပါသေးတယ်ရဲရင်မယ်ဆိုရင်ပေါ့ ကြောင်းလင်လက်လွဲရဲလင်မြင့်ဖြစ်ဆိုတဲ့စကပုံကမြန်မာပြည်နေရှင်ကျွမ်းနေကြတဲ့စကလုံးသုံးလုံးတွေထဲမှာအကြောင်းတိုက်ဆိုင်လာတယ်ဆိုရင်ပါဝင်လာလေးရှိပါတယ်မိမိကလည်းကြုံးမိမယ်သူများပြောတာလည်းကြားမိမယ်ပေါ့ရှေးတော်ကပေါ့ပြင်စာဦးရဆိုတဲ့မင်းသားတစ်ပါးရှိခဲ့တယ်။သူဟာဘန်နတီပီဗြဟ္မဒံမင်းရဲ့တာတော်တစ်ပါးဖြစ်ပါတယ်။ပြင်စာဦးရမင်းသားဟာဘန်နတီပီရဲ့ထီးရိတ်နိုင်အောက်ကောက်တက်ပြီးတော့တက်ကတူပြီးမှအတတ်ပညာတွေ တွားရောက်တင်ကြပါတယ်။သူဟာတင်ယူလို့ရတဲ့အသက်ပညာတွေကိုအကုန်အစင်တက်မြောက်ခဲ့ပြီးပြီ။သူတက်မြောက်ထားတဲ့အသက်ပညာတွေကလည်းကိုဆုံးသွားခဲ့ပါပြီ။ရေစာဦးရမင်းသားဟာတက္ကသိုလ်ပြီးမှဆက်လက်နေထိုင်မှုအကြောင်းမရှိတော့ပါဘူး။အသက်ပညာတွေတက်မြောက်ပြီလို့ပဲဖြစ်ပါတယ်။အလုံးမဲနှုတ်ဆက်ခဲ့ပါတယ်။ပြန်မတော့မယ်။ဒီစာဝရမင်းသားဟာတက္ကသိုလ်ပြီးမှအထူးပညာသင်ကြားပေးခဲ့တဲ့ဆရာအပေါင်းကိုယိုကျိုးစွာနှုတ်ဆက်လိုက်ပါတယ်။တကယ်တကယ်မှာ ပြစာဦးရမင်းသားဟာတက္ကသိုလ်ဘီကိုသူ့ရဲ့အသက်၁၆နှစ်အရွယ်ရောက်ရှိတဲ့အချိန်မှာရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။အတက်ပညာတရားတမျှရဲ့အတွက်ပဲဖြစ်ပါတယ်။ခမဲတော်ပြမတတ်မင်းလုံးတဲ့အခါမှာပြစာဦးရဟာဗန်ဒတီဘီကိုမလွဲမသွေအုပ်ချုပ်ရမယ့်မင်းတပါ ဖြစ်လာမှာဖြစ်ပါတယ်။သူမှာအတက်ပညာကုံလုံးတက်မြောက်ပြီးဖြစ်လေတယ်။ပြစာဦးရမင်းသားဟာပြီးတော့ပြန်ရတော့မှာဖြစ်ပါတယ်။ဒီလိုပါပဲတွေ့ကြုံဆုံခွဲတွေပဲ။ ်ဒီသာဝရမင်းသားအားသဘောပေါက်ပါတယ်နားလဲပါတယ်သူဟာတက္ကသိုလ်မိကမခွဲခွာခြင်းနဲ့ပဲထွက်လာခဲ့ရပါတယ်နေရနေခဲ့တော့တက္ကသိုလ်ပြီးရနေခဲ့တော့မင်းသားတပါးတယ်ပြီးတော့ပြန်ကြွားတော့မှလားတက္ကသိုလ်ပြီးမှထွက်မှမင်းသားပေါ်ခင်မင်းရင်းကြီးစွာရှိနေကြတဲ့သူတွေကနှုတ်ဆက်စကားပြောကြရင်ရေရွှင်ဖက်ရှင်ထက်သွင်းပြဆိုကြပါတယ်တကယ်တကယ်မှာ ခွဲခွာကြရမယ့်ချိန်မှာတော့စိတ်လက်ပေါ်ပါရှင်မြတ်စီရန်အတွက်တမင်တကာပြောဆိုကြခြင်းပဲဖြစ်ပါတယ်။တကယ်လို့ပြည်ကပြန်မှတျော်နှဲ့ပြန်မှာပေါ့။ဒါပေမဲ့ကျုပ်မှာလက်နက်၅ပါးရှိပါတယ်။ကင်ဆွဲထားပါတယ်။ရင်စာဦးရမင်းသားဟာအေးစစ်တင်ညစွာနဲ့ပဲတုံ့ပြန်ပြောဆိုလိုက်ပါတယ်။တကယ်လို့ပြည်နဲ့လှမ်းဝေးလာပါတယ်။တောတော့ဒီကိုဖြတ်တန်းဝင်ရတော့မှဖြစ်ပါတယ်။တောဆက်ကိုရောက်တဲ့အခါမှာတောရဲ့ဟုတ်ပါမှာလန်ကီကပွင့်လဲမယ်။ထင်တာမင်တာတော့ရှိမှာပဲဖြစ်တယ်။ တောကိုလွန်မြောက်သွားဖို့ပဲလိုပါတယ်။ပိစ္ဆဝုရဟာတောဆက်ကိုရောက်ရှိပြီးတော့တောအုပ်ထက်ကိုဝင်ရောက်တော့မဲ့ဆက်ဆက်မှာနေုံနေုံနေုံဆိုပြီးတော့တစုံတစ်ယောက်ကနေပြီးတော့အလောတကြီး တားမြစ်ပြောတဲ့အတန်ကိုကြားလိုက်ရပါတယ်။ပိစ္ဆဝုရမင်းသားဟာသူ့ခြေလန့်ကိုပြန်ရုပ်လိုက်ရတယ်။သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့လူအချို့ကိုသူတွေ့လိုက်ရပါတယ်။အသင်ဒီတောအုပ်ကိုအသင်မဝင်ပါနဲ့မသွားပါနဲ့။လူတစ်ယောက်က ပိစ္ဆဝုဒ္ဓကိုအလောတကြီးတားမြစ်လိုက်ပါတယ်။ပိစ္ဆဝုဒ္ဓကအန်အောဟန်နဲ့သူ့ကိုတိုင်းမဲ့လိုက်တဲ့လူကိုကြီးလိုက်ပါတယ်။ထိုလူရဲ့မျက်နှာမှာစိုးရိမ်နေတဲ့ဟန်က အထင်ရှားဖြစ်ပါတယ်။တခြားလမ်းကအနည်းရှင်းပါတယ်။ဒီလမ်းကစိုးရိမ်ရပါတယ်။အသင်မသွားပါနဲ့။တောအုပ်ထဲကိုမဝင်ပါနဲ့။တောလမ်းကိုမသွားပါနဲ့။ဘာများဖြစ်လို့လဲ။ပိစ္ဆဝုဒ္ဓကစဉ်းစားနေလိုက်ပါတယ်။တောအုပ်ထဲကိုမသွားပါနဲ့။မဝင်ပါနဲ့ဆိုတာထက်ခါထက်ခါတာမဲ့နေတဲ့အကြောင်းရှိမယ်။ ဘာဖြစ်လို့လဲဘာဖြစ်လို့တောဟုတ်တကူမဝင်ခိုင်းရတာလဲပြေစာဥရကအမောတကောနဲ့မေးလိုက်ပါတယ် ဟုတ်တယ်လေတောဟုတ်တကူမသွားနဲ့မဝင်နဲ့တောလန်းကိုမသွားနဲ့လို့ထက်ခါထက်ခါတားမိနေမှာတော့အကြောင်းကတော့ရှိမှာပဲလေကျွန်တော်တို့ရဲ့အတင်းရဲ့အသက်နဲ့အနေရကိုစိုးရိမ်လို့တည်ပြီးတာပါလူတယောက်ကအဲ့လိုဝင်ပြောလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတော့အုတ်ထဲမှာအမွေးအမင်းတွေစေးကက်နေတဲ့ဘလူးတကောင်စောင့်နေပါတယ် အဲ့ဒီဘလူးအားတောအုပ်ထဲဝင်ရောက်လာတဲ့မှန်သမျှကိုဖမ်းဆီးရယ်ပြီးတော့တက်ဖြတ်ပါတယ်ပြန်ထွက်လာတော့မရှိတော့ပါဘူးအဲ့ဒါကြောင့်အတင်တောအုပ်ထဲကိုမသွားတင်ဘူးတောအုပ်ထဲရောက်ရင်ဘလူးနဲ့တွေ့ရမှာဖြစ်ပါတယ်တင်ကိုမြင်လာနဲ့ဘလူးကဖမ်းမယ်ပြီးရင်တင်ကိုတက်ဖြတ်စားသလိုက်မှာအမှန်ပါပဲဒါကြောင့်တင်ကိုဒီတောအုပ်လမ်းကိုမဝင်မှာနဲ့မသွားပါနဲ့လို့တားမြစ်တာဖြစ်ပါတယ်ကျေစာဦးရမင်းသားအားရှင်းလင်းပြောဆိုသူက ပြည့်စုံစွာရှင်းလင်းပြောဆိုပါရယ်အညာရှိနေတဲ့အခြေအနေကိုကြိုတင်ပြောထားတာပဲဖြစ်ပါတယ်ယုတ်တည်းရတော့ပစ္စဝုဒ္ဓမင်းသားဟာတူဝေသွားတာအမှန်ပါပဲတောဦးထဲမှာအညာရှိရလို့ဆိုတော့ကိုအညာကိုငါပစ္စဝုဒ္ဓမင်းသားပစ္စဝုဒ္ဓမင်းသားဟာသူ့စိတ်ကိုသူတင်းတင်းမာမာထားလိုက်ပါတယ်သူ့ကိုသူကိုစားပြလိုက်ပါတယ်အမွေအမင်းနေစိတ်ကက်နေတဲ့ဘလူလဲဘာဖြစ်လဲအဲ့ဒါကြောင့်ဘာဖြစ်လဲကြောက်စရာရှိလို့ပိစာဝုဒ္ဓမင်းသားဟာမကြောက်ပါဘူးသူ့ကို ပစ္စဝုဒရယ်လို့အမိမှဲ့ခေါ်တာရှင်တဲ့ဒါကြောင့်မို့ဘုံတကိုကြီးမပြီးလက်နက်၅ပါးနဲ့ထင်ရှားကြော်ကြမဲ့လူဖြစ်လက်တန့်လို့လက္ခဏာဘေးရင်ကျွမ်းကျင်တဲ့လူတွေကနမိတ်ဖက်ခဲ့ကြတယ်။အဲ့ဒီနမိတ်ဖက်တာနဲ့အညီပစ္စဝုဒရယ်လို့အမိတွင်ကျဲခဲ့တာပဲဖြစ်ပါတယ်။ကျုပ်ကိုတတိပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်။ပြဇာဝရာသူအနီးပါးကလူများအလုံးကို ပြောလိုက်ပါတယ်သူကတကယ်ကျေးဇူးတင်ရှိပါတယ်ဒါပေမဲ့ ကျုပ်ဒီတော့ကိုဝင်မယ်ဒီတော့ကိုပဲချက်မယ်ဗျာပြဆဦးတာဟာပြက်သားစွာပြောလိုက်ပါတယ်ဟာဒီလူဘယ်နဲ့ပါလဲပြောမရဆိုမရနဲ့တားမရနဲ့တပြေတတ်တော့ပြောနေကြပါတော့တယ်တတော်ကောင်းပါတဲ့လူဘလူးနဲ့တော့တွေ့ပြီဘလူးစာဖြစ်ပြီအော်ငငယ်ရွယ်ရွယ်နဲ့ပြဆဦးတာမင်းသားဟာနောက်ကျောင်းကိုပြန်လဲမကြည့်တော့ပါဘူးသူဟာတောအုပ်ထဲကိုတန်းတန်းမတ်မတ်ဝင်သွားပါတော့တယ် တော့အပြင်မှာတော့လူတွေကပိစ္ဆဝုဒ္ဓကို မချစ်တင်ခဲစွာနဲ့တယောက်တစ်ပေါက်ပြောဆိုနေကြတဲ့အတန်တွေကပိစ္ဆဝုဒ္ဓရဲ့နောက်ပါမှာလှိုင်းခတ်သလိုကြံနေခဲ့ပါပြီပိစ္ဆဝုဒ္ဓမင်းသားကတော့တောအုပ်တွေကို ဖြောင်ဖြောင်တတန်ရောက်ရှိသွားပါတော့တယ်ဟဲ့တောအုပ်လည်းကိုမရောက်မီမှာပဲအတန်တတန်ကိုပိစ္ဆဝုဒ္ဓတဲကွဲစွာကြားလဲရပါတယ်အတန်ဟာကျဲလောင်လွန်းလာပါတယ်တောအုပ်တစ်ခုလုံးကိုလှမ်းချုံသွားသလားမှတ်လိုက်ရပါတယ် ်အတန်ဟာတရားသူကိုတုံလုံးခြောက်ခြားစရာဖြစ်ရပါတယ်။ကြောင်မဖွယ်ကောင်းတဲ့အတန်လည်းဖြစ်ပါတော့တယ်။ပြေစဝရဟာအတန်ကြောင့်တွတ်တွတ်လန်းလာတဲ့ခြေလန်းဟာတိတိတသာတန်ကနေရဆိုင်သွားပါတော့တယ်။သူဟာဒီလောက်ကြောင်မဖွယ်ကောင်းတဲ့အတန်ဟာဘယ်နေရာကမှထွက်လာတာပါလဲ။ဆိုပြီးတော့အတွင်းနဲ့တောအုပ်တွင်ကိုဟိုးဟိုးဒီဒီကြီးလိုက်ပါတယ်။အလိုပြေစဝရမင်းသားဟာအံအားတက်ဖြစ်သွားပါတယ်။ တောဝဒနေရာမှာ အလုံးအထည့်ကြီးမာပြီးအရက်မြင့်လုံးရှီလီရလာတဲ့ကိုလုံးကိုတဲ့တရားဘသူဘဝဘယ်မျိုးနယ်ဆိုတာပိစဝုဒ္ဓမင်းသားချက်ချင်းသိရှိပါတော့တယ်တောအကိုဝင်ရောက်ဖြတ်တန်းရပြစ်စင်တဲ့အခိုက်အတန့်မှာလဲတောဝင်ကျင်မှာရှိနေတဲ့လူတွေကသူ့ကိုကြိုတင်ပြောထားပြီးသားဖြစ်ပါတယ်အဲ့တောထဲမှာအမွေးအမင်းတွေစေကက်နေတဲ့ဘလူးတကောင်စောင့်နေပါတယ် ဆိုပြီးတော့သူ့ကိုပြောထားခဲ့တာရှိပါတယ်။ဒါပေမဲ့ပေစဦးတော်ဟာတစုံတရာမျက်မတိတဲ့ဟန်နဲ့ပဲကပ်ကငင်ကမေးလိုက်ပါတော့တယ်။အတင်အတင်ကဘသူလဲဒီတောအုပ်ထဲမှာဘာလို့နေရလဲ။ငါဟာဘလူးတကောင်ပဲဒီတောအုပ်ထဲမှာငါနေနေတာ။ဘလူးကထန်ထန်မာမာပြောလိုက်ပါတယ်။ပေစဦးတော်ဟာတည်ငြိမ်စွာနဲ့ပဲဘလူးကိုစူးစိုက်ကြည့်လိုက်ပါတယ်။အတင်ဟာ အလူတကောင်ဆိုတာအသင်ရဲ့အတွင်ပြပုံမှကိုအကျွန်တော်တွေးမြင်လိုက်တာနဲ့ပဲသိရှိလိုက်ပါတယ်။ယုံကြည်လိုက်ပါတယ်။ဘာကြောင့်များလဲတင်းရဲ့ဥကောင်းဟာအိန္ဒိယရဲ့အရွယ်အစားလောက်ရှိနေရပါတယ်။တင်းရဲ့မျက်စိတွေကတပိတ်ကြီးလောက်ကြီးမားနေတယ်။တင်းမှာအဆွဲတွေလည်းရှိနေတယ်။အဲ့ဒီအဆွဲတွေကငါပြောဘူးတပူလောက်ရှိနေပါဘကော။မျက်နှာရဲ့အစင်းရောင်ကလည်းပြူးနေတော့တာပဲ။ဝမ်းကလည်းကြောက်ကြကြနဲ့လက်တွေချီချီကလည်းအညိုရောင်နဲ့ ်တင်ကအဲ့ဓာတွေကိုတင်ထုတ်ပေါ်ပြလိုက်တာနဲ့ပဲကျွန်တော်အနေနဲ့လျှက်တဲ့ပဲများတော့မြင်လိုက်ရတာနဲ့ပဲတင်ဟာဘလူးတောင်ဆိုတာအသေးချာတိလိုက်ပါပြီ ဆိုပြီးတော့ပြစ္ဆဝုဒ္ဒကအသေးစိတ်၄ပါးများထုတ်ပေါ်ပြောလိုက်ပါတယ်ဟုတ်ပါတယ်ကျုပ်ကဒီတော့အုပ်ထဲမှာနေနေတဲ့ဘလူးပဲဒါထက်ဘလူးကတစုံတစ်ခုကိုဖြတ်ကနေတတိယလိုက်ပါတယ်သူစကားကိုရက်တက်ပြီးတော့စဉ်းစားဟပြူပြီးမှသူစကားကိုပြန်လဲဆက်လိုက်ပါတယ်အတင်လူသားဘယ်ကိုသွားမှလဲ ။ဘာကြောင့်ဒီတော့ထဲကိုရောက်လာတာလဲ။အတင်ဆက်မသွားပါနဲ့။ဒီတော့ထဲကိုဝင်လာတဲ့သူတိုင်းဟာကျုပ်ရဲ့အစာပဲ။တော့ထဲကိုဝင်လာတာပြန်ထွက်သွားနိုင်တာမရှိပါဘူး။ဘာ?ဣဇာဝဒမင်းသားဟာပြန်လဲတုံ့ပြန်လိုက်ပါတယ်။ကျွန်တော်ဒီတော့ကိုဖြတ်တန်းသွားမယ်အတင်သာကျွန်တော်ကိုတားမြစ်ပိုင်ဝင်မရှိဘူးဒီတော့ကိုဝင်လာတဲ့ကကိုကိုကိုယုံကြည်မှုပြည့်နဲ့ကိုအားကိုကိုပြီးဝင်လာတာအတင်ဘလူးဟာဟာဟာဘလူးဟာသဘောကျသွားရေလိုက်ပါတယ်ရေတန်းဟာ တော့တဲကိုပြန်လန့်သွားပါတယ်ဟုတ်ပြီကွာအပြောကတော့ပိုင်ပါဘလူးဟာခေါင်းတညင်ညင်ရှိနေပါတယ်သူမျက်နှာမှာလည်းပြည်စဥ်ဒမင်းသားပေါ်မှာ မထီမဲ့မင်ကြီးရဲ့အသွင် အလေးကယူမပြုတ်တဲ့အရေးရောင်တွေတိတာထင်ရှားနေပါတယ်သူဟာပြည်စဥ်ဒမင်းသားကိုအထင်မြင်သေးစွာရှိနေပါတယ်သကလုံးကကြီးကြီးလေလုံးကထွန်းထွန်းနဲ့ပြောပေါ့ကွာ ပြောပေါ့အသင်းလူသားဟာသူ့ရဲ့အစာဖြစ်နေပြီဟဲ့ဟဲ့ဟဲ့ ဘလူးဟာပြောရင်ရေမောဟန်တွေ့လိုက်ပါတယ်။သူကပြစ္ဆဝဒမင်းသားကိုသူ့အတွက်တပိဝင်အိတ်ပိုင်ပိုင်နိုင်နိုင် စားတော့ရတော့မယ်အပြင်အစားအစာဖြစ်တတ်မှတ်ထားလိမ့်ပြီ။ဒီတော့မှကျွရလက်ကလွတ်မြောက်သွားရုံထုံးစံမရှိပါဘူးလေ။ဘလူးဟာအေးဆေးစွာဆက်လက်ပြောလိုက်ပါတယ်။သူကထမ်းမင်းနဲ့ပြင်မင်းလောက်ရှိတဲ့ဘလူးတကောင်ပဲလေ။တင်ဆာဦးရမင်းသားကလည်းဘလူးရဲ့၆လက်ကျင်းမောင်းနေတာကို ဘလို့မှတုံလုံးဟန်မပြအေးစစ်တည်ငြိမ်စွာနဲ့ပဲရှိနေပါတယ်အကျွန်ုပ်အတင်ဘလူးကိုပြောခဲ့ပြီးပြီလေအကျွန်ုပ်ဟာ အကျွန်ုပ်ကိုကျွန်ုပ်စားပြီးတတိတရာလက်ကင်ထားပြီးဂျီတော့အုပ်ထက်ကိုဝင်ရောက်လာတာပဲခုပြင်ဆင်ဝိရမင်းသားကပြောလိုက်ပါတယ်အတင်ဘလူးလဲအခုချိန်ကစပြီးအတိတရားကို လက်ကင်ထားပြီးနေပါ ကျွန်တော်ဟာအခုချိန်ကစပြီးအတင်ဘလူးကိုပါရှိလာတဲ့လက်နက်၅ပါးတဲ့ကဥစွာပထမမြားနဲ့ပြတ်တက်မယ် ။ညာရရိုးများမဟုတ်ဘူး။အစိတ်တွေလိမ့်ကြံထားတာညာပဲအတင်ဘလူး။ပြဇာဝုဒမင်းသားဟာဘလူးကိုတတိပေးပြဆိုရင်းနဲ့ပဲညာကိုပစ်လိုက်ပါတယ်။ညာတန်ဟာဘလူးထံတန်တန်မမတ်ရရှိသွားပါတယ်။ဘလူးရဲ့ကိုယ်ပေါ်ကအမွေးတဲ့ကိုထိုးဆိုင်ကန့်ကြီးသွားပါတော့တယ်။ထပ်ပြီးတော့ပြစ်လွတ်ပြန်ပါတယ်။မြားဟာဘလူးရဲ့ကူပေါ်ကအမွှေးဒီမှာပဲကန့်ညိသွားပါတယ်။ပြေစဝုဒမင်းသားဟာ အဲ့လိုနီးနေပဲမြားတစ်ချောင်းပြီးတစ်ချောင်းဘလူးတံပြစ်လွတ်နေပါတယ်ဘလူးရဲ့အပွင့်မွေးနေကြမှာပဲကန့်ညိသွားပါတော့တယ်မင်းသားဟာလက်မလျှော့ပါဘူးမြားတွေကိုဘလူးတံချိန်ရွယ်ပြစ်နေပါတယ်တစ်ချောင်းပြီးတစ်ချောင်းဒီလိုနဲ့မြားတွေပါလာတာမြားပေါင်း50ကုန်သွားပါတော့တယ်မြားတွေအားလုံးကလည်းဘလူးရဲ့အမွေးအမင်နေကြမှာပဲကန့်ညိသွားပါတော့တယ်ဘလူးကတော့သူ့ရဲ့အမွေးအမင်နေကြကိုတိုးဝင်ကန့်ညိသွားတဲ့မြားတွေကိုဘလူးမှအလေးနဲ့ထားရင်မရှိပါဘူး အော်ဒီလူသားငါ့ကိုမြားနေတယ်ပြစ်လို့နေပါကလားဘလူကတော့ပြစ်စဝုဒမင်းသားရဲ့လှုပ်ရှားမှုကိုတာမန်မြပဲသဘောထားနေလိုက်ပါတယ်မတိကျင်အောင်ဆောင်ပြီးရေမောနေလဲပါသေးတယ်ဘနဲ့လည်းအတင်လူသားမြားတွေကုန်ပြီမဟုတ်လားဘလူကပြစ်စဝုဒမင်းသားကိုမိမိပြပြနဲ့ပဲသူ့ရဲ့ဆေးနေတဲ့အမွေးမင်းနေကြမှာကက်ညီတဲ့အများတွေကိုအသာအရာပဲခါချနေပါတယ်ပြီးတော့မင်းသားရဲ့အနာကိုချင်းကလာပါတယ်အတင်လူသားက မြောင်းတွေကိုပြုတ်လိုက်ပြီမဲ့လဲကျုပ်ကတော့အေးအေးဆေးဆေးပါပဲပန်းမွေနေနဲ့ကျုပ်ကိုကြည်စားပြပောက်နေသလားလို့ကျိတ်ကျုပ်ကစိတ်ကူးရင်နေပါတယ်ဘလူကမခံကြည့်မခံတာဖြစ်အောင်ပစ္စဝုဒ္ဓမင်းသားကိုပြောလိုက်ပါတယ်ကဲကျုပ်လည်းအတင်လူသားနဲ့ပြောနေရတာဆိုတော့စားပြီဗျာကျုပ်ဝမ်းကျုပ်ဖြည့်ချင်နေပြီကျုပ်အတင်လူသားကိုစားတော့မယ်ဟာဟာဟာဒီတစ်ခါသဘောကျစာရေးလိုက်သူကပစ္စဝုဒ္ဓမင်းသားပါပဲပြောမှပြောတတ်ပလိအတင်လူသားအတင်ဘလူး ကျုပ်ကိုလော်လော်လေးနဲ့နိုင်လိုက်မယ်စားနိုင်လိုက်မယ်လို့အတင်ဘလူးထင်မှတ်နေတာကိုတော့အမားတစ်ခုဖြစ်နေပြီးတနာပါတယ်။ဘာဘလူးကဒေါသထသာတယ်။မင်းသားရဲ့ဇကားကသူ့အဆက်ကိုထိသွားတယ်။သူထိကျက်လာသွားတယ်။အတင်လူသားဟာဒီတော့အထက်ကိုရောက်နေပြီးကျုပ်ရဲ့ပိုင်နဲ့ထက်ကိုရောက်နေပြီးကျုပ်ရဲ့လက်ခုပ်တွေကရေးကျုပ်အချင်းမွေးတွန်းတလို့တွန်းမှောက်တလို့မှောက်လုံနိုင်တယ်။တို့ပိုင်ငွေရှိတယ်ဆိုတာအတင်လူသားသဘောပေါက်ပါ။ ဘလူးစကားဆုံးမှာတော့ဘလူးရဲ့အလေးငိုက်ကိုတရှိလိုက်တာနဲ့ပြစ်စဝူရမင်းသားဟာသူ့မှာပါလာတဲ့လက်နက်၅ပါးတဲ့ကလက်နက်တပါးဖြစ်တဲ့တန်လျက်နဲ့ဘလူးကိုခိုးလိုက်ပါတော့တယ်ဒါပေမဲ့တန်လျက်ဟာလည်းမင်းသားရဲ့ထင်မှတ်ထားသလိုဘလူးရဲ့ကိုပေါ်ကစိတ်ကက်နေတဲ့အမွှေးတွေနဲ့ပဲညှိနေပါတော့တယ်ဘလူးဟာအမွှေးမင်းကြီးကြားတဲ့ကတန်လျက်ကိုအေးအေးဆေးဆေးပဲလက်နက်ပုတ်ချလိုက်ပါတော့တယ်တန်လျက်ကမြပြေမောက်ကိုကြက်သွားပါတော့တယ်ဟာဟာဟာဘလူးဟာ မစ္စတာဦးဒမင်းသားအဖြစ်ကိုသဘောကျစွာရင်မောလိုက်ပါတယ်တကယ်တော့ဘလူးကလှောင်ရလိုက်တာပါမင်းသားကိုတယော်လိုက်တာပါဆက်လက်ပြီးတော့ပြစ္စတာဦးဒမင်းသားဟာမြားရီနဲ့ဆက်ပြီးတော့ဖြစ်ပါတယ်ဘလူးနဲ့ဆက်လက်ရှင်နိုင်ပါတယ်မြားတော်တို့ကိုဘလူးရဲ့အမွေးမြင့်နေကြမှာကန့်ညိနေပါတော့တယ်ဘလူးကမြားရီကိုသူ့ရဲ့အမွေးမြင့်နေကြပဲလမ်းနဲ့အသားရပုတ်ချလိုက်ပါတယ်အတင်လူသားဘလူးကအထက်စီးက အပိုင်အတိုင်းရက်တည်နေနိုင်ပဲဟူ၍ဆကြလက်ချရှင်းနေဟန်လည်းပဲပြောလိုက်ပါတယ်။အသင်လူသားအခုလက်နက်မဲ့ဖြစ်သွားပြီမဟုတ်လား။အကျွန်ုပ်ကိုယူရပြစ်ခလိုက်တဲ့လက်နက်တွေကိုအကျွန်ုပ်ကိုတေးကြည်စီလောက်တဲ့ဖြစ်ဝေးဖို့ကျွန်ုပ်ရဲ့အမွေးမိန်နေချာမှာအခုမြေကြီးပေါ်ရောက်ကုန်ကြပြီလေ။မျက်မြင်ပါပဲ။ပင်ချောဦးဒမင်းသားဟာဘလူးကသူ့ကိုအထင်မြင်သေးတယ်နေပြီဟူ၍နားလိုက်ခဲ့သည်။ပြီးတော့သူ့ကိုလက်နက် ပြုလာသူယခုလက်နက်များမရှိတော့တဲ့အခါမှာစတိမရဖြစ်နေသူပျော့ညံ့သူစသဖြင့်ဘောဘလူးကသုံးသက်နေမှာကိုလည်းသူကတွေးမိတယ်အတဲ့ဘလူးပြင်ဆင်ဦးတိုင်းမင်းသားရဲ့အတန်ဟာထမ်းမစွာထပ်ပေါ်လာခဲ့တယ်ကျွန်တော်ဟာလက်နက်ကိုအားကိုအားထားပြုတဲ့ယောက်ျားတယောက်မဟုတ်ဘူးအတင်ဘလို့ရှိနေတဲ့ဒီတော့အတိုင်းပိုင်းတဲ့ကိုလည်းလက်နက်အားကိုပြီးဝင်လာခဲ့တာမဟုတ်ဘူးကိုအားကိုကိုပြီးစွန့်စားဝင်ရောက်လာတာပဲအတင်ဘလို့အဲ့တော့ ပြဇဝရမင်းသားဟာစကားကိုစက်မပြောသေးပဲဘလူးကိုလျှက်တဲ့ပြက်မြအကဲခက်ကြီးလိုက်ပါတယ်ဘလူးဟာအန်အောထိလက်နေတဲ့ပုံဖြစ်ပေါ်နေပါတယ်အခုပဲအတင်ဘလူးကိုကျွန်တော်တတ်မယ်ပြဇဝရမင်းသားကဆက်လက်ပြောဆိုကြေးမောလိုက်ပါတယ်စီစီညက်ညက်ကြည်ကြည်ရဟုလည်းပြဇဝရမင်းသားကကျုံးဝါလိုက်ပါတယ်အဲ့နောက်ပြဇဝရမင်းသားဟာအလွန်လီမန်တဲ့အရှင်ဟုန်နဲ့သူ့ရဲ့လက်ရလက်နဲ့ဘလူးကိုထိုးခလိုက်ပါတယ်လက်ရလက်ဟာဘလူးရဲ့ကိုယ်ပေါ်မှာ ဆေးကပ်နေတဲ့အမိုးတွေကြမှာတွယ်ညိနေပါတော့တယ်အခိုင်အမာပဲလက်ကတွယ်ညိနေပါတယ်ဟဲ့လက်ရလက်ကအမိုးတွေကြမှာညိနေပြီဆိုရင်ကျွန်တော်မှလဝဲလက်ရှိပါသေးတယ်အတင်ဘလူးပြစ္ဆဝဒမနာဟာပြပြောဆိုဆိုလဝဲလက်နဲ့ဘလူးကိုထိုးခလိုက်ပါတယ်မင်းသားဟာထိုးလိုက်ပြီမဲ့သူ့ရဲ့လဝဲလက်ဟာဘလူးရဲ့ကိုယ်ပေါ်မှာဆေးနေတဲ့အမွှေးမိနေကြမှာပဲတွယ်ညိနေပါတော့တယ်အော်ဒီလိုလားပြစ္ဆဝဒမနာဟာ မခိုးမခန့်ပြောလိုက်ပါတယ်။သူရဲ့လက်ရလက်နဲ့လဝက်လက်နှစ်ဖက်စလုံးဟာတိုက်ခိုက်ရင်တစ်ဖက်ရန်သူရဲ့ဘလူးပေါ်မှာဆေးကပ်နေတဲ့အမှုရကြမှာမလုံးနိုင်အောင်ဖြစ်သွားပါတော့တယ်။ကျွန်တော်ရဲ့လက်နှစ်ဖက်လုံးကိုအတင်ဘလူးကထင်းကျုပ်ထားနိုင်ပြီမဲ့ကျွန်တော်မှာလက်ရခြေနဲ့လက်ရလဝက်ခြေတွေကကြန့်ရှိနေပါတယ်။အတင်ဘလူးကို မှုစီရမလို့ပါဘူး။ကျွန်တော်ဟာတင်ဘလူးရဲ့အစာလုံးဝမဖြစ်စီရဘူး။ဒီစောရမင်းနာဟာဘလူးကို အမှန်တကယ်မကြောက်ရွံ့ပဲပြောလိုက်ပါတယ်။ တယောက်တည်းပဲလက်ရချင်တဲ့ဘလူးရဲ့အမွေးတွေကြာကြောက်ညှိကသွားပါတော့တယ်အမွေးတွေရဲ့အစေးကြီးကထူးထူးဖြစ်ကဲဖြစ်နေလို့ပစ္စဝဒမနဟာသူ့ရဲ့လက်ရချောက်တွေကိုအမွေးတွေကြာကဆွဲနှုတ်ပြီးမဲ့နှုတ်မရဖြစ်နေပါတယ်ခြေထောက်နဲ့အမွေးတွေကအခိုင်အခက်ကန့်ညိနေပါတော့တယ်အတင်းလူသားဗနက်ရှိသားဘလူးကမတိလေးစားနဲ့ပစ္စဝဒမနကိုမေးလိုက်ပါတယ်အတင်းလူသားရဲ့ လက်နှစ်ဖက်ရောခြေနှစ်ဖက်ရောအကျွန်ုပ်ရဲ့ကိုပေါ်ကအမွေးမင်းနေကြလက်ကရုံထွက်လို့မရဖြစ်နေပြီမဟုတ်လားအတင်လူသားကိုကြုတ်စားဖို့ပဲကျွန်တော်ရဲ့မဟုတ်လားအတင်လူသားဘလောင်မြာနောက်ထပ်ကြုတ်ကိုအန်တို့ဆွမ်းဆောင်နိုင်တော့မှလဲဘလူးဟာသူ့ဘက်ကအတက်စီရရှိထားပြီးမြို့အပိုင်အစတွတ်ထားလိုက်ပါတယ်သူ့ဘက်ကတွဆပြီးမဲ့လဲသူ့ကိုရှင်းမနိုင်ခဲ့မယ်လို့ဟစ်ကျွေးကြုံထားရတဲ့သူက တိုက်ခိုက်ထူနယ်လာသူရဲ့လက်နှစ်ဖက်လုံးအချင်းနှစ်ဖက်လုံးကိုသူနီးသူဟန်နဲ့ထိညှုပ်ထားရှိနိုင်ပြီမဟုတ်လားဘလူးဟာပြောအားဆိုအားရှိနေတာပေါ့သူကလောလောဆယ်အပေါ်ကြီးမှာရရှိနေပါတယ်အတင်ဘလူးကျွန်တော်ကိုရှော့တက်နေတယ်ပိစဝူရမင်းသားဟာဘလူးကိုတတိပေးတယ်လို့ပြောဆိုလိုက်ပါတယ်ဘလူးကပိစဝူရမင်းသားကိုစူးစိုက်တဲ့ဟန်နဲ့ကြည့်လိုက်ပါတယ်ငါကလူသားရဲ့ခြေလက်တွေအားလုံးကိုဖိဖိစီစီကင်ထားနိုင်တဲ့ကြားတဲ့ကလူသားက မမလျှော့ချသေးဘူးငါ့ကိုတုံ့ပြန်စိတ်ကောနေပါသေးလားဘလူးကတွေးနေပါတယ်တွေးလဲတွေးကြပါပဲချီရီလက်တွေကဘလူးရဲ့စိတ်ကတ်တဲ့အမွေးတွေကြားထဲမှာမလူးတာ မလွန့်တာမလောက်တာမယုံတာရှိနေပါတယ်အဲ့လိုကျင်းတဲ့ချက်ထရောက်ရှိနေတဲ့အချိန်မှာလူသားကပြန်လည်ထိုးနှက်တိုက်ခိုက်လာမဲ့အရေးအယောင်ကိုပေါ်လင်စာပြသနေပါတယ်အေးကျွန်တော်ရဲ့ချီရီလက်တွေကမလုံမရှားနိုင်တော့ပေမဲ့အတင်ဘလူးဒီမှာကျွန်တော်ရဲ့ဥကောင်း ပင်စဦးရမင်းသားဟာပြပြောဆိုလိုနဲ့သူ့ရဲ့ဥကောင်းနဲ့ဘလူးကိုနှစ်ရက်တစ်ပြက်ထိုးခလိုက်ပါတယ်။ဒါပေမဲ့ဘလူးကတော့မပြုံပါဘူး။ထမ်းမင်းများရှိတဲ့အရန်မောင်းအိမ်ဘက်မှာရှိတဲ့ဥကောင်းအရွယ်စားတပေတလုံးအရွယ်စားရှိတဲ့မျက်စိနဲ့မပြောဘူးလို့ရှိတဲ့အစွဲတွေနဲ့ဘလူးဟာပြစဦးရမင်းသားရဲ့အထုံးနှက်ကိုအေးအေးဆေးဆေးပဲခံယူလိုက်ပါတယ်။သူ့ကိုယ်ပေါ်မှာဒဏ်ရာတကြက်မဖြစ်ပေါ်အရာမထင် အမှားရမျှမရှိပြီ။ဒါပေမဲ့ဘလူးဟာပြစဦးရမင်းသားရဲ့ အကြောင်းလန့်ကင်းမဲ့မှုတတ္တိရှိမှုတို့ကိုအမှတ်ထင်ထင်ဖြစ်လာမိပါတယ်။ရစဝုဒမေနာရဲ့ခြေလက်ဥကောင်းတွေကသူ့ရဲ့စေးကတ်နေရဲ့အမွှေးမင်တွေကြမှာတွယ်ညိနေပြီမဲ့သူဟာတက်ဆွမ်းနိုင်တယ်မြတ်ကျန်လဲတုံ့ပြန်မှုထိုးနှက်တိုက်ခိုက်မှုစွမ်းရင်ရှိနေရဲဆိုတာဘလူတတိပြုမိလိုက်ပါတယ်။ဒီလူသားယောက်ျားဟာအာသာနေယောက်ျားတယောက်ပဲပဲတတိပြတိကြိုင်ဖန်ပြေဝတဲ့လူတယောက်ပဲပဲလေခွက်ကြည်ကြံအလံမလဲဘူးဆိုတော့ သူ့အနေရရှိနေတဲ့အခြေအနေမှာတော့ကြက်ကြက်ခံပြီးလက်မမြောက်ဒူးမမြောက်တဲ့လူယောက်ျားကောင်တစ်ယောက်ပဲပဲဆိုပြီးတော့ဘလူးကပစ္စဝဒမင်းသားကိုအကဲခတ်တွေးတော့နေပါတယ်ဒီတော့ထဲမှာငါမင်းမှုနေတာနှစ်ပေါင်းရတာပဲဒီလောက်ရဲရင်တဲ့လူဒီလောက်ငါ့ကိုပြန်လဲတုတ်ပြန်တဲ့လူစားမျိုးသူစားမျိုးကိုငါမမြင်ဘူးဘူးငါရဲ့ပုံမှန်သင်္ဘင်ကိုမြင်လိုက်တွေးလိုက်ကြတာနဲ့ကြောက်တုံတုံပြီးမူးမိတ်လဲကြတက်ပြောက်သွားတဲ့လူကြီးပဲဒီယောက်ျား တမျိုးတပါတာထူးခြားနေတယ်။အင်းငါသူ့ကိုဒီလောက်မကြောက်ရွံ့ရှိနေတာဘာကြောင့်လဲ။မင်းမကြီးလိုက်အောင်မဲ့ဘလူးဟာခြေလျာတူတာပြီးမှ ပစ္စဝုဒမင်းသားကို အကဲဟက်ကဲဟန်နဲ့ကြိလိုက်တယ်ပြီးမှအတင်လူသားတင်ဟာကျွန်ုပ်ရဲ့အစာဖြစ်နေပြီတင်ဟာတရားတော်မှာအသေးချာပဲဒါပေမဲ့အတင်လူသားကိုကြည့်ရတာတည်ဆုံးရမှာကိုမကြောက်မရွံ့တဲ့အတိုင်းပါပဲဒါကြောင့်ဘာဖြစ်လို့တရားမှာမကြောက်တာလဲ ဆိုပြီးတော့ဘလူးကမင်းမဲလိုက်ပါတယ်ဂျေဆာဦးရမင်းသားဟာခေါင်းတဆက်ဆက်နှိမ့်လိုက်ပါတယ်ဘလူးကငါ့ကိုမေးတင်မေးထိုက်တဲ့မေးခွန်းတစ်ခုကိုမေးတာပဲဖီးယားတပေါက်အတင်ဘလူးရဲ့အမေကိုဖီးယားတပေါက်အဲအမေရှိလာရင်အဖြေလဲရှိရမှာပဲအတင်ဘလူးဂျေဆာဦးရမင်းသားဟာဘလူးတို့အလေးနက်ထားပြောကိုကြောက်ဆုပ်လိုက်ပါတယ်ဘလူးကအဲ့လိုမေးလိုက်တာညံလိုက်တာကလည်းသူကကျဉ်တ်ပါတယ်အတင်ဘလူးအကျွန်ုပ်ကတရားမအောင်လုံးဝမကြောက်မရွံ့ပါဘူး အဲ့ဒါဟာဘာကြောင့်မလဲဆိုရင်လူဆိုတာတင်မျိုးကြီးပါပဲအတင်ဘလူတသက်မှာတစ်ခါတော့မလဲမသိတည်ကြမှာပဲအဲ့တော့တည်ရမှာကိုကျွန်တော်ဘာအကြောင်းအကျောင်းများရေးကြီးခွင့်ရလုပ်ပြီးကြောင်းအောင်တလုံးနေပါတယ်ပြီးတော့ကျွန်တော်တည်ရမှာကိုမကြောင်းမညွန့်တာရှိပါသေးတယ်ပိစောဦးရမင်းသားဟာသူစကားကိုမဆက်သေးပဲဆိုင်းငံ့နေလိုက်ပါတယ်ဘလူကိုစူးစမ်းကြည့်လိုက်ပါတယ်ဘလူဟာသူ့ရဲ့စကားကိုအလေးခယူပြုပြီးနားထောင်နေတာကိုသတိပြုမိလိုက်ပါတယ်သူပြောအားရှိသွားတယ်သူစကားကိုသူဆက်လိုက်ပါတယ် နင်ဘလူးကျွန်တော်ရဲ့1ထဲမှာ wrestling လက်နက်ရှိနေပါတယ်။ Oh wrestling လက်နက်ဘလူးကအန်အားတသိမ့်ဖြစ်သွားပါတယ်။ wrestling လက်နက်ဆိုတာမကြားခဲ့ဘူးပါဘူး။ wrestling လက်နက်ဆိုတာဘာလဲ။လူသားရဲ့1ထဲမှာရှိရဲဆိုပါကလား။အလွန်ထူးခြားနေပါလား။ဘလူးများလဲဟုဘလူးကတထိုင်နဲ့အတွေးပေါင်းမှဖြစ်ပေါ်နေပါတယ်။သူဝရဇင်လက်နက်ဆိုတော့ကိုအလွန်စိတ်ဝင်စားသွားပါတယ်ပြီးတော့လူသားရဲ့ဝမ်းထဲမှာတဲ့ဝရဇင်လက်နက်ရှိနေပါတယ်ဘလူးများလဲအတင်ဘလူး ကျွန်ုပ်ကိုစားမယ်ဆိုရင် စားလိုက်ပါပြင်ဆင်ဦးရမင်းသားကဆက်လိုက်ရင်းဝဲစာပြောလိုက်ပါတယ်အတင်ဘလူးကကျွန်ုပ်ကိုစားမယ်ဆိုရင် စားပါဒါပေမဲ့ကျွန်ုပ်ရဲ့ဝမ်းထဲမှာရှိနေပြီဖြစ်တဲ့ဝရစိန်လက်နက်ဆိုတော့ကိုအတင်စားနိုင်မှာမဟုတ်ဘူးအတင်ဘလူးစားလိုက်လို့ကျွန်ုပ်သိဆိုသားပေမဲ့အဲ့ဒီလက်နက်ကအတင်တင်ဘလူးရဲ့ဥတွေကိုခဏချင်းမှာပဲအပိုင်းပိုင်းဖျက်သွားစီမှာအမှန်ပဲအတင်ဘလူးဟာဘလူးကအမှန်တကယ်ခြောက်ခြားသွားပါတယ်ဝရစိန်လက်နက်က ျုပ်ရဲ့ဥတွေကိုပြတ်တောက်သွားအောင်လုပ်တာကျုပ်ကဘာဖြစ်သွားမှာလဲဘလူးကဘရာဇီလနဲ့ဆိုတာကိုလည်းမသိရှိပါဘရာဇီလနဲ့ကသူ့ရဲ့ဥတွေကိုကြည်ပြတ်သွားအောင်လုပ်ရင်လေသူဆက်ပြီးဘာဖြစ်သွားမှာဆိုတော့သူမသိရှိပါဘူးဘရာဇီလနဲ့ကအသင်ဘလူးရဲ့ဥတွေကိုပြတ်တောက်အောင်လုပ်ပြီးအသင်ဘလူးအသက်ဆုံးရသွားမှာအသေးကြပါပဲအဲ့တော့ကျွန်တော်လည်းသိအသင်ဘလူးရဲ့သိနှစ်ဦးစလုံးသိရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကသိရမှာကိုနည်းနည်းလေးများမှကြောက်ရမှာဘူးဆိုပြီးတော့ပစ္စဝုဒ္ဓမင်းသားဟာရှင်းလင်းစွာပြောလိုက်ပါတယ်ဘလူးဟာ အလွန်မင်းတုံလို့ခြောက်ခြောက်သားပါတယ်ပြစ်ဆက်ဥဒ္ဒညွှတ်ဆိုသော resilience ဆိုဒီမှာတူတန်တွေရှိတဲ့ဉာဏ်ပညာလက်နက်ကိုရည်ရွယ်ပြသလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီလူသားကိုငါတက်ပြီးဆိုင်ရင်သူဝမ်းထဲမှာရှိနေတဲ့ resilience ဆိုတာဟာငါရဲ့ဥတွေကိုအပိုင်ပိုင်ပြည့်စုံမှာအမှန်ပဲငါလည်းတည်သွားတော့မယ်အမလီလီဘလူးကစဉ်းစားနေလိုက်တဲ့တူထံမှာရောက်ရှိနေတဲ့တူလက်ခုတဲကရည်ဖြစ်နေတဲ့လူသားကိုအမှန်တကယ်စားတဲ့မစားတဲ့ဆိုတော့ကိုအလောတကြီးစဉ်းစားနေပါတယ် ဒီလူသားဟာရင်းရင်းနဲ့လူသားစွိုင်းပြည့်ရဲ့လူသားတူပဲသူဟာငါ့ကိုစကားအမှန်ပြောတာပဲသူဝမ်းထဲမှာရှိနေတဲ့ resilient မဆိုထားနဲ့ငါရဲ့ကိုကူပဲစီတစင်းမြောက်အောင်အထိမခံနိုင်ဘူးငါသားကိုကြည်စင်းနေတာမဟုတ်ဘူးခံနိုင်တာမဟုတ်ဘူးပြီးတော့ငါငါတေးမှာကြောက်တယ်ဘလူးဟာစဉ်းစားပြီးနောက်မှာသူ့ရဲ့ဆင်းနေတဲ့အမွေးတွေကြားတဲ့ကကန့်ညိနေတဲ့ပြင်ဆင်ဥဒမင်းသားရဲ့ခြေလက်တွေကိုခွာပေးပြီးထွက်သွားစေလိုက်တယ်ပြီးတော့ပြင်ဆင်ဥဒမင်းသားကိုပြောတယ်အတင်လူသား ကျုပ်အတင်လူသားအောင်မစားတော့ဘူးအတင်လူသားဒီတောအုပ်ထဲကသွားလို့ရရုပ်ကိုလွတ်လပ်ဆောက်သွားပါချမ်းသာတော်သားပါတော့ပင်ဇာဦးတမင်းသားဟာဘလူးကသူ့ကိုအသက်ချမ်းသာပေးမယ်ဆိုတာကျူတင်သိရှိထားပြီဖြစ်ပါတယ်ငယ်မညာရှိရဲ့မင်းသားတပါးပါပဲပေါ်တူဂီကြီးမားမဲ့လူပဲအတင်ဘလူးကျွန်တော်အတင်ဘလူးခွင့်ပြုချက်ရဒီတောကထောက်ရသားပါတော့မယ်ပင်ဇာဦးတမင်းသားဟာတိငိမ့်စွာပြောလိုက်တယ်သူကတရားမအောင်မကြောက်ရွံ့တဲ့သူပဲ ဒါပေမဲ့ကျုပ်ထွက်မသွားခင်မှာအတင်ဘလူးကိုပြောခဲ့ခြင်းမှားကြခဲ့ခြင်းနဲ့အတင်ဘလူးဟာရှေးဘဝကအကုသို့ပြီးကြလို့အခုဘဝမှာလည်းဆက်လက်အသားစားနေဦးမယ်ဆိုရင်နောက်ဘဝမှာလည်းအကုသို့ဖြစ်ဦးမယ်သူတို့ဘာရဲ့အတက်ကိုတက်ဖက်ခြင်းကပါဏာတိပါဒကံထိုက်တယ်ငရေတိဋ္ဌာန်နဲ့ပိတ်တော်ဘုံကိုရောက်ရတယ်တကယ်လို့ကုသိုလ်ကံလျောက်လူဘဝကိုရောက်တယ်ဖြစ်တယ်ဆိုရင်လည်းအသက်ရှင်ရှင်မနေရဘူးသူတို့ဘာရဲ့အတက်ကိုတက်ဖက်နေခြင်းကအတင်ဘလူးရှောင်ရှားလိုက်ပါတော့ ဝိသုဒ္ဓမင်းသားဟာဘလူအားငါးပါးတိလာ၌တည်စီပါတယ်။အဲဒီနောက်တောဦးထေကအေးချမ်းသာထလာခဲ့ပါတယ်။ဘာနေတီပီကိုဘေးမတိရမခပြန်လည်ရောက်ရှိလာပါတယ်။ခမဲတော်လုံးနဲ့တခါပိသုဒ္ဓမင်းသားဟာဘာနေတီပီရဲ့ပြည့်ရှင်ဘရင်ဖြစ်လာပါတယ်။ဘာနေတီပီကိုတရားနဲ့အညီအုပ်ချုပ်ပါတယ်။တကယ်ဖြစ်စဉ်ကတော့ပိသုဒ္ဓမင်းသားဟာတောဦးထေကဘလူကိုကြောက်ရွံ့နေရင်ခင်းနေနဲ့လွဲရမှာပဲ။မင်းဖြစ်လာတော့မှမဟုတ်ပါဘူး။ရရင် ကြောင်တော့တဲ့အတွက်ကြောင့်ပဲမင်းဖြူကိုရောက်ရှိလိုက်တာပါဒါကြောင့်ကြောက်လင်လက်လွဲရဲလင်မင်းဖြစ်ဆိုတဲ့စကပုံလေးဖြစ်လာရတာပါ